ကယ်လနီးယားတက်တုံပေါ့နော်ကယ်လနီးယားယူနီဗာစီတီကယ်လနီးယားကကလျာဏီပေါ့နော်ကလျာဏီဆိုတော့ပါဠိတဲကနေဆေးတယ်လို့လဲပြောကြတာပေါ့နော်ကလျာဏီကောင်းမြတ်တဲ့သဘောပေါ့နော်ကောင်းမွန်တဲ့သဘောအတိပဲပေါ့ဒီဖျားစေတယ် တတိယအကြိမ်ဒီဟိုကျိုးကိုကြွလာတော့ကတော့သူကအဲ့မှာအုတ်ချုပ်တာကကေလနိတိတ်တာဆိုတာရှိတယ်ကေလနိတိတ်တာပေရရနာမည်ပေါ့နော်ကေလနိတိတ်တာပေရပေါ့ကေလနိဆိုတာကဒီဟာဝေယလန်ကွေတို့ပြောကြတာပေါ့နော် ဟာဝီယာလန်ဂွေ့ဆိုတာကပြောမှဆိုရင်ဟက်ဘာပေါ့နော်ပေါင်းကီဆိုတဲ့သဘောနဲ့အတိပဲရှိတာပေါ့နော်ပေါင်းကီအဲ့ဒီမြေကိုတော့သူကဒီလနိဒီလနိကံကံပေါ့နော်ခေတာမြေပေါ့ဒီလနိကံကံကဲ ့အချက်ချာကြတာပေါ့အဆက်ပြိုးရွေးတွေပါတယ်အချက်ချာကြအဲဒီကီလနီမီကီလနီယာဘာအခုခေါ်တာကကလျာဏီအဲ့လိုခေါ်ကြတာပေါ့အဲ့ဒီမြင်းက145ကီလိုမီတာရှိတယ်ကီလိုမီတာရှိတယ်ဝတ်တိဘာဒဝနောစရိဘာဒဖရာရဲ့ခြေတော်ရပေါ့စရိဘာဒဖရာရဲ့ခြေတော်ရ ဲ့တောင်ပေါ်ကနေရှိလာတာဖြစ်တဲ့တွေ့တော့ဟာအဲ့တော့အပေါ်ကနေရှိလာတာဖြစ်တဲ့ကောင်းကင်ဆိုတဲ့အတိပ္ပံနေတော့လဲဆက်ဆံမှုရှိတာပေါ့လေနော်145ကီလိုမီတာတော့ရှိတယ်ပြည်လေကမှာမြင့်မြင့်အစီအစဉ်တို့၄ခုမှတစ်ခုပါဘူးကွာနော် ဟိုမြေရှိရောလေးခုမှာတစ်ခုအခုအပါဝင်ပေါ့နော်အဲ့မှာအဲ့မှာအဲကဲကဲနိအပါဝင်ပေါ့သူကကောင်းရကေတဘော ်ဆုံးတယ်ပေါ့သူကဘာဖြစ်လဲဆိုတော့သူကအဲ့ဒီဆက်ပြောရေးမှလည်းအချက်ချာကြတာပေါ့အချက်ချာကြတာမှတ်ရတော့ကလင်းနီကနေတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ကလင်းနီကလင်းနီကနေဘယ်လိုဖြစ်လဲဆိုတော့အခုကတော့ကလင်းနီကအဲ့လိုခေါ်ရတာပေါ့ ရလေးထိုက်တာပေါ့နော်ရလေးထိုက်ပြီးတော့တီဟိုတွေတီဟိုသားတွေကတော့အဲ့လိုပေါ့နော်သူတို့အဲ့လိုရလေးထိုက်လိုက်သူတို့ရဲ့စကားပြောတာလည်းချောင်းမွေ့တာပေါ့နော်သူတို့ရဲ့တရားရဲ့အရာအဲ့တော့ကီလီနီယာဆိုတော့ဖြစ်လာတော့ပေါ့ကီလီနီယာကီလီနီယာကီလီနီယာဖြစ်လာတယ် ပြီးဟိုဒီမှာအဲ့လိုပေါ့နော်ကီလနီရဆက်လိုက်တယ်ကီလနီရနော်အဲဥမာတချို့ဆိုဝိဟာရဆိုတာအကြောင်းဝိဟာရဆိုတာအကြောင်းအဲ့မှာရရလည်းမခက်ရမယ်ဆိုရင်ဝိဟာရရဝိဟာရရဝိဟာရရအဲ့လိုပေါ့နော်ကင်္ဂါရမယဘာကင်္ဂါရမဆိုရဲဘာ အမအာရမဆိုရင်အာရမရဘူးနော်ဝါဝိသောတာဝိသောတာယူမြန်မာဆိုမြန်မာမှာဆိုဝိသောတာယူလေနော်အင်းဝိကျောတာရာမပေါ့နော်ပါဠိမှာဆိုတော့ဒီလိုတွေကတော့ဒီရလေးတွေထည့်တယ်ဝိကျောတာရာမယအင်း ီလိုမျိုးတချို့ဟာကြီးကြတော့တို့ကဝါတွေပါလေထက်ကြတာရှိတာပေါ့နော်ဝါတွေပါလေများသောဖြစ်တော့ဒီမှာနောင်ပို့တွေဆိုလို့ဆိုရင်နောင်ပို့တွေရနောက်မှာဆိုရင်သူကရောက်ထက်တာပေါ့နော်ဥမာဒီမှာဆိုရင်ဝိဟာရဆိုတာအကြောင်းနောင်ပို့ပဲနော်အဲ့မှာဝိဟာရရထက်တော့ဝိဟာရရကေလနီဆိုတာကလည်းနောင်အဲ့မှာရထက်ကေလနီอ่ะ အာရမဆိုရယ်အာရမเนาะအာရမဆိုရယ်နောက်ပုတ်နာပုတ်ပေါ့เนาะရထက်လိုက်တယ်အာရမရအဲ့ဒါခါကြတော့ဝါကိုထက်တယ်ဝါကြတော့သူကကိရိယာနေမှာဆိုရင်ဝါကိုထက်တယ်ပေါ့เนาะဥပမာဆိုရင်သူကသူကစားတာကိုသူကဘယ်လိုပြောလဲဆိုတော့ခန္ဓာပေါ့เนาะခန္ဓာ ခန္ဓာဆိုတာစားတာလေနော်ပါဠိနဲ့လည်းဆက်တယ်နော်အဲဒါသူတို့ကခန္ဓာဝခန္ဓာဝနော်သူတို့မှာဆိုတော့ခန္ဓာအဲ့မှာသူတို့ကဝထဲတယ်ခန္ဓာဝတော့ယာနာဆိုတာကသွားတာနော်ကိရိယာအဲ့မှာဝထဲလိုက်တယ်ယာနာဝနောက်ပေါ်မှာဆိုသူကယထဲတယ်ဒါတော့ရေပေါ်ရပါဘောနော်အဲတကယ်လို့ဗာဆိုရင်ကိရိယာဆိုရင်သူကဝထဲတယ် အဲသူတို့ကြောင်းနာမယ်လို့ဆိုဝိဟာရတခါကျအဲ့လိုမလားဝိဟာရရတဲ့အာရမယအဲ့လိုပုံစံနဲ့လာတာတော့ကြည့်တာကကီလနီပေါ့နော်ပရမကီလနီနောက်မှရဆက်လိုက်တာအဲ့တော့ကီလနီအဖြစ်သွားတာ ကီလီနီယာတက္ကသိုလ်ကီလီနီယာယူနီဗာစီတီနော်ပြောရမယ်ဆိုရင်ဒီဟိုအတာနဲ့ရောသွားတာပေါ့